မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပြီးမြေ Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့မြူသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူလူထုတရက်လုံးအလိုရှိနေစေလို့ NUG ယာယီသမ္မတပြောတဲ့သတင်းကိုတင်ပြပေးပါမယ် လူထုလူလက်ခွင့်အတွက်အမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့တမိုင်းအစင်းလာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဦးဆောင်ပါဝင်မှုကိုပြည်သူလူထုတည်ရဲ့လုံအလိုရှိနေကြစေလို့အမျိုးသားညီညွတ်ရေးအစိုးရယာယီတမနာဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့ NLD တီထောင်ချင်း39နှစ်ပြည့်အခမ်းအနားမှာယာယီတမနာကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တမိုင်းပြည်တော်ဝင်တွေကိုဆက်လက်ထမ်းဆောင်နေမယ်လို့ယုံကြည်ကြောင်းနဲ့ဆရာနာရှင်စနစ်စန့်ကျင်ရေးအပါအဝင်ဆရာနာရှင်စနစ်ကိုတတ်ဆိုးရှိအောင်အထောက်ပံ့ပေးမယ်အတူရောင်ရွေးကောက်ပွဲလိုလောရက်တွေကိုစန့်ကျင်တဲ့နေရာမှာမြူသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့နယူးတော်လိုင်းအင်အားစုအားလုံးနဲ့တသားတည်းရှိနေပြီးဥဆောင်ဥရွတ်ပြုပါဝင်နေမယ်လို့ယုံကြည်ကြောင်း NUG ယာယီသမ္မတကပြောကြားထားပါတယ် ဒါအပြင်လူဦးတော်လှန်ရေးမှာအားလုံးပါဝင်တဲ့နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့ NUG ယာယီသမရကမြေတားရက်ခံထားပါတယ်။လူဦးတော်လှန်ရေးမှာရှိတဲ့အင်အားစုအားလုံးဆေးအာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ Federal Democracy တည်ထောင်ရေးတို့မှာခိုင်မာတဲ့နိုင်ငံရေးပြည်ရင်တွေကြေကြေပြန့်ပြန့်ရရှိလာဖို့ NLD ရဲ့ပါဝင်ဆောင်ရွက်မှုတွေဟာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အထူးအရေးကြီးတယ်လို့လည်း NUG ယာယီသမရကပြောကြားထားပါတယ်။လူဦးတော်လှန်ရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့အစမ်းလို့ယူဆနိုင်ပြီးတော့အဲ့ဒီလှုပ်ရှားမှုမှာ NLD ဟာကြီးမားတဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မျိုးရူတော်လန်ကြီးခေါင်းဆောင်အားလုံးကိုစား NUG ယာယီသမရက NLD ရဲ့ခရယကံမြောက်ပေးဆက်မြုံနှံမှုတွေကိုလေးလေးနက်နက်ဂုဏ်ပြုထားပါတယ် NLD အကြောင်းပြောရင်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍကိုမိထားဖျောက်ထားလို့မရကြောင်းနဲ့ဒေါအောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အဖွဲ့ခေါင်းဆောင်ဆိုတာထက်နိုင်ငံရဲ့အဖိုးမဖြစ်နိုင်တဲ့ခေါင်းဆောင်တဦးဖြစ်တယ်လို့လည်း NUG ယာယီသမရကပြောကြားထားပါတယ်။ဒါကြောင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့စစ်အုပ်စုရဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ယာယီသမရကပြောကြားထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အာနာသိန်းစစ်တက်ကလုံးမဲ့အတူအယောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရီမိဘအင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။အာနာသိန်းစစ်တက်ကလုံးမဲ့အတူအယောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရီမိဘအင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟုအလုတ်ကော်မတီကကြေညာလိုက်ပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တီထောင်ချင်း38နှစ်ပြည့်တဲ့နေ့မှာအခုလိုကြေညာလာတာဖြစ်ပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာစတင်တီထောင်စဉ်ကတည်းကအများပြည်သူတို့ရဲ့စံတားနဲ့ကိုက်ညီပြီးအခြေခံလူအခွင့်အရေးတွေကိုအာမခံတဲ့စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ပေါ်လာစေရေးနောင်လာမယ့် KSSS မှာလည်းမြန်မာနိုင်ငံဟာပြည်သူလူထုစံတားနဲ့အညီဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ်ပေါ်ထွန်းစေရေးနဲ့အာဏာရှင်ဆန်ပြီးတော့ပြည်သူလူထုကိုဖိစီးနှိပ်စက်မဲ့နိုင်ငံရေးစနစ်မျိုးပြန်လည်ထုံးကားလာခြင်းမရှိစေရေးစတဲ့ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ပါတီလို့ဆိုထားပါတယ်။ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဦးတင်ဦးဒေါအောင်ဆန်းစုကြည်ဦးဝင်းတင်တို့ဟာပြည်သူလူထုအကျိုးစီးပွားကိုဦးထိပ်ထားပြီးတော့အမျှော်အမြင်ကြီးစွာကိုကျိုးစွန်ဦးဆောင်ခဲ့မှုတိုင်းသားလူမျိုးများလူထုလူတန်းစားအလွှာအသီးသီးကပြည်သူလူထုရဲ့ကိုယ်တိုင်ပါဝင်မှု ထောက်ခံခဲ့မှုတို့ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာရှင်ပြိုင်ခဲ့သမျှရွေးကောက်ပွဲတိုင်းမှာတောင်ပြိုကမ်းပြိုအပြည့်အသက်အနိုင်ရခဲ့တယ်လို့အသိပေးထားပါတယ်။ 2020ပြည်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထူးထူးရွေးကောက်ပွဲမှာလည်းနိုင်ငံရေးပါတီ62ပါတီအနက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာမေဆန်ဒါနဲ့အားလုံးရဲ့82.36ရာခိုင်နှုန်းအနိုင်ရခဲ့ပြီးတော့လွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့မှတ်တမ်းတွေရသိရပါတယ်။ COVID-19 ကပ်ရောဂါကိုရင်ဆိုင်ပြီးတော့မိမိတို့စံထားကိုရရင်စွန့်စားဖော်ထုတ်ခဲ့ကြတာကြောင့် နိုင်ငံတကာတန်တမန်တွေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အရက်ပတ်အဖွဲ့အစည်းတွေကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအဖြစ်အတိမတ်ပြုခဲ့ကြသလိုရွေးကောက်ပွဲနဲ့ပတ်သက်လို့တရားဝင်ဖွဲ့စည်းထားပြီးတော့အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020အထွေထွေရွေးကောက်ပွဲရလဒ်ကိုတရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တဲ့အတွက်ပြည်သူစံသားနဲ့ကျင်းပတဲ့2020အထွေထွေရွေးကောက်ပွဲရလဒ်ဟာနောက်တစ်ကြိမ်ကျင်းပမယ်လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ွေးကောက်ပွဲရလက်ပေါ်ထွက်လာခြင်းအထိတရားဝင်တည်ရှိနေမှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘဟုအလုပ်ကော်မတီကအသိပေးထားပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ပြဿနာတွေကြောင့်နိုင်ငံတကာနဲ့ပြည်သူလူထုကိုလှည့်စားဖို့နိုင်ငံရေးတရားဝင်မှုရရှိဖို့ရည်ရွယ်ချင်းပါမယ်။အာဏာလုစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲဟာတရားဝင်မှုနဲ့တရားဝင်မှုနဲ့ တရားမျှတမှုရှိမှာမဟုတ်တာကြောင့်ဒီအထုရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်စီဘူးမိဘအင်အားစုတွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီကကြေညာလာတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်ထနာအရေးရက်ကိုပြေလည်စီဖို့အာဆီယံအပါအဝင်အိမ်ဒီချင်းနိုင်ငံတွေနဲ့မိဘနိုင်ငံတွေရဲ့ကျိုးပန်းအားထုတ်မှုတွေကိုအတိအမှတ်ပြုကျေးဇူးတင်ပေမဲ့နိုင်ငံတကာနဲ့မြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြေလည်စီဖို့တင်မဟုတ်ပဲ ပြဒနာအရင်းမြစ်ကိုတိပြီးတော့ပြည်သူလူထုစံနှုန်းအပေါ်အခြေခံစဉ်းစားဆောင်ရွက်မှရေရှည်ကင်ပါတဲ့တည်ငြိမ်အေးချမ်းမှုကိုရမယ်လို့ထောက်ပြထားပါတယ်။ဆီယာနာတိုင်းမှုကြောင့်ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့ပြဒနာတွေကိုဖြေရှင်းရမှာ မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မပါဝင်တဲ့တွိဆုံဆွေးနွေးမှုတွေဟာပြည်လည်မှုမရနိုင်တာကြောင့်မတရားဖန်ဆီးခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအ мян ဆုံးလွတ်မြောက်နိုင်ရေးမိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုများအနေနဲ့ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြဖို့မြူသားဒီမိုကရေစီအဖွဲ့ချုပ်ကတိုက်တွန်းထားပြီးတော့အားလုံးနဲ့ထိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့အတည်ပြုထားပါတယ်။ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာပြည်သူလူထုကနေပေါက်ဖွားလာတဲ့ပြည်သူပါတီဖြစ်တဲ့အတွက်ကြောင့်အာဏာရှင်တွေဘက်ကမလိုမုန်းတိစိတ်ထားနဲ့ဘယ်လိုပဲတိုက်ခိုက်ချေမှုန်းဖျက်ဆီးနေပါစီပြည်သူရှိနေတဲ့၍ပါတီရှိနေမှာဖြစ်တယ်လို့ကြေညာထားပါရခင်ဗျာဆက်လက်ပြီးတော့ Federal Democracy ပြည်ထောင်စုကြီးဖြစ်ပေါ်စီရေနှွေဦးတော်လှန်ရေးအောင်မြင်ပြီးမြောက်တဲ့အထိလှုံ့ဆော်သွားမယ်လို့ CRMH ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် Federal Democracy ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက်ຫນွေဥတော်လင်ရေးအောင်မြင်ပြီးမြောက်တဲ့အထိအစွမ်းကုန်ဆောင်ရွက်သွားမယ်လို့မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီ CRMH ကပြောကြားထားပါတယ်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့မြူသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတီထောင်ခြင်း39နှစ်မြောက် အခမ်းအနားကိုပြီးပို့တဲ့တောင်းလွာကနေအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဟာရှစ်လေးလုံးဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီးကနေမွေးဖွားလာတဲ့ပြည်သူပါတီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့လူအခွင့်အရေးဖက်ဒရယ်အရေးတို့ကိုဒီဇိုင်းမမတ်ရည်တည်ဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ1990ပြည့်နှစ်ပါတီစုံအထွတ်ထွေရွေးကောက်ပွဲမှာမြန်မာတနိုင်ငံလုံးကမဲဆန္ဒနယ်နေမှာမြန်မာတနိုင်ငံလုံးကမဲဆန္ဒနယ်ရီမှာအများဆုံးအနိုင်ရခဲ့ပြီးတော့ပြည်သူလူထုရဲ့တခဲနဲ့ထောက်ခံမှုကိုရရှိခဲ့ပြီးမြေအာနာသိန်းနဝတစစ်ကောင်စီက အဖွဲ့ချုပ်ခေါင်းဆောင်တွေလွတ်တော်ကိုယ်စားလှယ်တွေအဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုမတရားဖန်ဆီးထောင်ချကာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖျက်သိမ်းဖို့ကြိုးစားခဲ့ပေမဲ့အဖွဲ့ချုပ်ခေါင်းဆောင်အချို့ရဲ့အမျှော်မြင်ကြီးမှုကြောင့်ကြမ်းကြမ်းခံ ဆက်လက်ရည်တည်နိုင်ခဲ့တယ်လို့အတိပေးထားပါတယ်။အာနာသိန်းနဝတ္တနာအဖစေအစိုးရကစပြီးတော့ KSSS ဆရာနာရှင်တွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအမျိုးမျိုးနှိပ်ကုပ်ခဲ့ပြီးမယ်လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်တွေဟာမယိမ်းယိုင်တဲ့စိတ်ဓာတ်နဲ့ဒီမိုကရေစီခရီးချမ်းကြီးကိုရှောင်လန်းခဲ့ကြပြီးတော့ပြည်သူလူထုလိုလားတဲ့ Federal အရေးဒီမိုကရေစီနဲ့လူအခွင့်အရေးတို့အတွက်တိုက်ပွဲဝင်ခဲ့တာလက်ရှိအချိန်ထိလို့ဆိုပါတယ်။ မြူသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့2020ပြည့်နှစ်ပါတီဆောင်အထွေထွေရွေးကောက်ပွဲမှာလည်းပြည်သူလူထုထောက်ခံမှုနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာ83ရာခိုင်နှုန်းကျော်နဲ့တောင်ပြိုကမ်းပြိုထပ်မံအနိုင်ရခဲ့ပြီးမြေအာနာယူစစ်ကောင်းဆောင်တွေဟာမဲမတာမှုရှိတယ်လို့အာနာယူစစ်ကောင်းဆောင်တွေဟာမဲမတာမှုရှိတယ်လို့အကြောင်းပြပြီးတော့နိုင်ငံတော်ပုံကံမှုပြုလုပ်ကနိုင်ငံတော်တိုင်းပြည်ငံတော်အောင်ဆန်းစုကြည်တမရဦးဝင်းမြင့်နဲ့ပြည်သူအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးပြီးတော့အာဏာသိမ်းယူခဲ့တာကြောင့် နုနေတဲ့ဒီမိုကရေစီပြည်ထောင်စုကိုဖျက်ဆီးခဲ့ကြတယ်လို့တောင်းလွာမှာဖော်ပြထားပါတယ်။ဒီအာဏာသိမ်းမှုစန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့တဲ့ပြည်သူလူထုကိုတတ်ဖြတ်တာနိုင်ငံရေးယုံကြည်ချက်ရှိသူတွေကိုဖမ်းဆီးတတ်ဖြတ်တာအဖွဲ့ချုပ်ယုံတွေကိုဖျက်ဆီးတာစတဲ့လူမဆန်တဲ့လုပ်ရက်တွေလှုပ်ဆောင်ပြီးတော့စေရာစုံမှုတွေကျူးလွန်နေတယ်လို့လည်းထောက်ပြထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ငံရေးမူဝါဒ Federal အရေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးစတာတွေကိုစင်စမ်းမပြတ်စူးစမ်းဆောင်ရွက်ခဲ့တာကြောင့် ီသူလူထုရဲ့ထောက်ခံမှုကိုရရှိထားတဲ့အတွက်ရွေးကောက်ပွဲတွေမှာအပြတ်အသတ်အနိုင်ရတဲ့နိုင်ငံရေးပါတီကြီးအဖြစ်လေးစားတံပိုးထားဂုဏ်ယူရတယ်လို့လည်းဆိုထားပါတယ်ပြည်သူလူထုရဲ့ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့မန္တလေးတိုင်းလွှတ်တော်အနေနဲ့ပြည်သူလူထုနဲ့အတူຫນွေဥတော်လည်ရေးမှာပူးပေါင်းပါဝင်ပြီးနိုင်ငံရေးအကျဉ်းသားတွေကိုထောက်ပံ့ကူညီတာ CDM တွေကို ကူညီထောက်ပံ့တာတွေအကောင့်ထဲပေါ်နေတယ်လို့မန္တလေးဒေသကပြည်သူလူထုလူလားချက်တွေကိုနိုင်ငံရေးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမန္တလေးဒေသဂျားကာလာနိုင်ငံရေးအစီအမံတွေကိုလည်းလွှတ်တော်လှုပ်ထုံးလုပ်နေတဲ့အညီအတီးပြုတ်ပြတ်တမ်းနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ဒါကြောင့်မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီ CRMH အနေနဲ့ပြည်သူလူထုလူလားတောင်းဆိုချက်တွေဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးစတဲ့လုပ်ငန်းတွေခိုင်းမှအားကောင်းရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ Federal Democracy ပြည်ထောင်စုကြီးဖြစ်ပေါ်စေရေးအတွက်လည်းကိုယ်စွမ်းဉဏ်စွမ်းရှိသမျှနဲ့လူဦးတော်လှန်ရေးကြီးအောင်မြင်ပြီးမြောက်တဲ့အထိစောင့်ရွက်သွားမယ်လို့ကတိပြုထားပါရခင်ဗျာဆက်လက်ပြီးတော့ Thailand FCCT မှာကျင်းပတဲ့ Creative Resistance in Myanmar Film Screening မှာပြည်ထောင်စုဝန်ကြီးနော်ဆူဆန်နာလှလှဆူပါဝင်ဆွေးနွေးခဲ့တဲ့သတင်းကို တင်ပြပေးပါမယ် Thailand FCCT မှာကျင်းပတဲ့ Creative Creative Resistance in Myanmar Film Screening မှာအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရဝန်ကြီးဌာနပြည်တော်စုဝန်ကြီးနော်ဆူဇန်နာလှလှဆူပါဝင်ဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ Foreign Correspondents Club of Thailand FCCT မှာကျင်းပတဲ့တပြေ Creative Resistance in Myanmar Film Screening မှာ online နဲ့ပါဝင် ပြီးတော့တော်လိုင်းရေးအတွက်အားပြေခဲ့ပါတယ်လို့ပြည်တော်စုဝန်ကြီးကအတည်ပြုဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရင်မပင်မြို့နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းများမှာလေကျောင်းအန်ဒီယားကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနဲ့လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရင်မပင်မြို့နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းများမှာလေကျောင်းအန်ဒီယားကာကွယ်ရေးဆိုင်ရာအသိပညာဟောပြောပွဲများနဲ့လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့ကြပါသည်။ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF စစ်တီတာ1အနေဖြင့် စက်တင်ဘာလ26ရက်နေ့မှာရင်းမပင်မြို့နယ်အတွင်းမှာရှိတဲ့အခြေခံပညာကျောင်းများမှာလေကြောင်းအန်တီရဲကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနဲ့လက်တွေ့လေ့ကျင့်ရေးအစီအစဉ်များကိုပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်ပြည်သူများအနေနဲ့လည်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုများကိုဂရုပြုပြီးတော့လုံခြုံရေးစီမံမှုများပြုလုပ်ထားကြရန်တိုက်တွန်းထားပါရခင်ဗျာဆက်လက်ပြီးတော့ Downs Japan Tour 2025ဖျော်ဖြေရန်တရုတ်ဆောင်ဂျပန်နိုင်ငံထုတ်ဂျုံမျိုးကိုရောက်ရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် Downs Japan Tour 2025ဖြောပြရန်တရုတ်ဆောင်တောင်ဂျပန်နိုင်ငံထိုးချူမျိုးတို့ရောက်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ Australia ကအမျိုးတွေနဲ့ Brisbane မှာနှုတ်ဆက်ခဲ့ပြီးတော့ဂျပန်ကအမျိုးတွေနဲ့တွေ့ရဖို့ကျွန်တော်တို့ထိုးချူမျိုးစီကျမ်းမာဘေးကင်းစွာရောက်နေကြပါပြီဗျ။တိုချူမှာလာရောက်ကြိုဆိုကြတဲ့စီစဉ်သူတွေတိုချူမိသားစုအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အဆအဆရရဂယုတစိုက်တွေးပြီးခဲ့တဲ့အတွက်လည်း အားဖြစ်ရပါတယ်လို့တေဦးဆောင်တောင်းရဲ့ဆိုရှယ်မီဒီယာမှာဖော်ပြထားပါတယ်။စက်တင်ဘာလ28ရက်နေ့စန်းဒီမှာ Downs Japan Tour 2025ကိုစတင်ဖျော်ဖြေမှာဖြစ်ပါရယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ကိုခန့်တို့ကပြပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။